ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေဒီညကနေပြီးအဆုံမကောင်းတောင်းပေးလိုက်ပါတယ်အဲမနေ့ကဒီနေ့လုံးတော့ဒါကျွန်တော် recap ကြီးပဲတင်မှာဖြစ်တဲ့ကြောင့်မို့ဒီနေ့ညမှာပဲဒီပွဲပြီးသုံးသက်ချက်ကိုတခါတည်းတင်ဆက်ပေးလိုက်ပါတယ်အဲတော့ Manchester City အသင်းကဒီနောက်ပိုင်းပွဲစဉ်ဒီမှာသူတို့ကတော့ရွှေဘဆန်ဆန်ပြန်လဲပြီးတော့တွေ့လာခဲ့ရတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိဒိုင်လူကြီးရဲ့ဒါဆုံးဖြတ်ချက်ဒီကိုလည်းဒါကျွန်တော်ဆက်လက်ပြီးပြောစရာရှိပေမယ့်အဲ့ဒါလေးလည်းနည်းနည်းသုံးသပ်သွားမယ်ပြီးရရှိမှာဒါ Pep Guardiola ရဲ့ပွဲတစ်ထောင်ပြည့်နှစ်မှာဆိုရင်တော့တကယ်ကိုဒါကျွန်တော်လမ်းပြန်ထွက်နေတဲ့ ခဲ့တာကျွန်တော်ရလက်ကိုလူယူသွားခဲ့တာတွေ့ရမယ်။ဒါအာနီစတော့ရဲ့လက်ရှိဒါကျွန်တော်လီဗာပူးရဲ့တန်တန်းလျှောက်မှာလဲဂိုးအများဆုံးပေးခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့လို့သိရတယ်ပေါ့။ဗါလဲလက်ရှိမှာဒါကျွန်တော်လောကဂိုးပြတ်ဆုံးပွဲစဉ်ပေါ့။လက်ရှိမှာဒါပက်ကော်လွန်နဲ့ပွဲပေါင်း1000မှာ916ပွဲနိုင်ထားခဲ့ပြီးတော့81.6ရာဂိုင်းလုံးနိုင်ထားခဲ့လို့သိရတယ်ပေါ့။ဘိုင်ယန်မှာဒါကျွန်တော်85.3ရာဂိုင်းရုံးနဲ့အများဆုံးဖြစ်ပြီးမန်စီးတီးမှာလက်ရှိမှာ980.5ပေါ့။အဲ့တော့ပွဲစဉ်တာစီးတီးအသင်းဒါကျွန်တော်တို့ယူတီကြည့်မယ်ဆိုဂွာဒီယိုလာတို့ဒါကျွန်တော်တို့ဘိုင်ယန်တို့ဒါကျွန်တော်ဘာဆိုလုံးဘိုင်ယန်မှာအဲ့လောက်မကြောက်ကျွန်တော်သိပါတယ်။ဘာဆိုလုံးမှာကြားရတဲ့ငယ်လက် က်ရှိမှာ Manchester City မှာရောက်ခဲ့တဲ့အရေးအတွက်ကတော့ Barcelona မှာလက်ရှိမှာနီးပြလုတ်ခဲ့တဲ့အရေးအတွက်နှစ်ဆလောက်နေနေဖြစ်သွားခဲ့ပြီ။အဲ့တော့ဒါကျွန်တော် Guardiola တဲ့ Manchester City မှာဘယ်လောက်တောင်ကြာပြီလို့ဆိုတော့အခြေအနေတစ်ခုရပြန်ပြီးတွေးရမယ်တယ်မှာပါတယ်။ဘယ်လိုပြောဒါကျွန်တော်ဒီလိုနီးပြနေတဲ့ win rate record 87.600ကိုင်းလုံးဆိုတဲ့ number ကြီးကတကယ်ကိုလမ်းပြန်ထွက်နေတဲ့ win record လို့ပဲမြင်နေ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပြောပထမဆုံး penalty ပေးတယ်ဆိုတာဒါလူတော်များကတော့ကျွန်တော်တို့မမတက်ရယ်လီကဒါကျွန်တော်တို့လက်ရှိအာဘရု Jeremy Doku ရဲ့6ခုကို name မထိလိုက်ဘူးဆိုတဲ့ပုံစံ ံမျိုးကိုအဲ့ဒီအကွက်ကိုပဲဒါကျွန်တော်တို့ highlight ပြတော့တွေ့ရမယ်တကယ်တော့ကျွန်တော်လက်ရှိမှာ VR အနည်းပြအကွက်မှာပြန်ကြည့်တော့ဒါကျွန်တော်တို့ ဂျယ်ရမီဒိုကူးနဲ့ဒါကြောင့်မမတက်ရှီလီနဲ့အဓိကညှိခဲ့တဲ့ဥစ္စာကတော့မမတက်ရှီလီရဲ့ကြံခဲ့တဲ့ဒူးကဒါကျွန်တော်ဂျယ်ရမီဒိုကူးကိုရက်တက်လိုက်လို့ဖြစ်သွားတယ်တကယ်ကအဲ့ဒီပနဒီကကျွန်တော်ရဲ့ပါစတင်မှာတော့ပေးတဲ့နဲ့ပနဒီလို့မြင်တယ်ဘာကြောင့်လဲခုနကပြောလို့လက်ရှိမှာဒါကျွန်တော်ဓာတ်ပုံကြီးပဲမကြည့်နဲ့အဲ့ဒီပွဲကြည့်ရဆိုသိလိမ့်မယ်ဒါကျွန်တော်တို့6ရောင်းနဲ့နင်းမိတာမဟုတ်ဘဲနဲ့ဒါကျွန်တော်ဒူးနဲ့ထိသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီဒူးကြောင့်ပနဒီပေးခဲ့တယ်ပြီးလက်ရှိမှာဒါကျွန်တော်တို့လေဘူးတင်ရတာကျွန်တော်ပယ်ဖြတ်ခံရတဲ့ပုံ Virgil van Dijk ကောင်းတိုက်သွားတဲ့ကိုဘာကြောင့်ပယ်ဖြတ်လဲအဲ့ဒီ goal ကကျွန်တော်လက်ရှိမှာ Everton နဲ့ပွဲစဉ်မှာ Tottenham Hotspur အသ င်းတဲ့ပွဲစဉ်မှာ Everton ဘက်ကပယ်ဖြတ်ခံလိုက်ရတဲ့ဂိုးနဲ့တပုံစံနဲ့ပါပဲ။မမေရအဲတုန်းကဒါကျွန်တော်တို့ Hotspur အသင်းကတကူ Mickey Van der Gin တွင်းပြီးဘလောက်မှမကြားတဲ့ချိန်မှာဒါ Everton ဘက်ကတကူပြန်တွင်းခဲ့တယ်။မမေရအဲတုန်းက James Garner လာမသိတွင်းသွားခဲ့တာဗောနော်။အဲ James Garner တွင်းတဲ့လုံကဒါကျွန်တော်တို့မမေရပဲဒါကျွန်တော်တို့ Liverpool ကျွန်တော်တို့လူမဆိုင်ဆိုင်တဲ့တဲ့အနေနဲ့ဒါကျွန်တော်တို့ဖြတ်ခံတယ်။ဘာကြောင့်လဲ။သူအနေနဲ့သူရှင်းပြတာကရှင်းပါတယ်ဒါကတော့ကျွန်တော်အနေနဲ့မှန်တယ်မမှန်ဘူးပြောတာတက်ဆိုင်သူတို့ရှင်းပြတဲ့ပုံစံမျိုးကဒါကျွန်တော် Liverpool နဲ့ Everton နဲ့တပုံစံနဲ့ပဲ goal သမားရှိမှရက်နေတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကဂိုသမားရှိမှတောင်းတောင်းရက်နေတာမဟုတ်ဘူးဂိုသမားအနေနဲ့ဒါကျွန်တော်ရောဘစ်ဆန်ရက်နေတဲ့အဒီထားကသူ့အနေနဲ့ရှိကကွယ်ယူနေမှုပဲနဲ့ဂိုသမားအလုတ်ပူပေးလိုက်တယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်ပြောချင်တာဗျာဒါကျွန်တော်ဒီ twin go မှာရောဘစ်ဆန်ကအထင်မှတ်ပင်နဲ့ပါဝင်ပတ်သက်မှုရှိသွားတဲ့အတွက်ကြောင့်မို့ဒီကိုကိုပယ်ဖြတ်တယ်ဆိုပြီး VAR ဘက်ကနေရေးသားထားကြတော့တွေ့ရမယ်။ Everton တော့လည်းမမက်ရအတိုင်းပဲ James Garner တကောင်းတိုက်သွားတဲ့အလုံးတော့ကျွန်တော် and တယောက်တော့ Spartan တယောက်တော့မဟုတ်ဘူးလား။ အန်ဂျိုင်းနဲ့ဒါကျွန်တော်တို့ဒါကျွန်တော်တို့ Jack Grealish တို့နှစ်ယောက်ကပါဝင်ပတ်သက်တယ်ပေါ့အဓိကကျွန်တော်အန်ဂျိုင်းနဲ့အဓိကညှိတာပေါ့နော်ဒါအဲ့တော့မမက်ရ Vicario အနေနဲ့ဒါကျွန်တော်အန်ဂျိုင်းကိုပတ်ပြီးတော့ဂိုးဖန်ခဲ့ရတဲ့ကြောင့်မို့အန်ဂျိုင်းကလူဂျိုနေထားမှာဒါ Vicario အလုတ်ပူရှုပ်စေခြင်းနဲ့အတွက်ကြောင့်မလို့သူတို့နေပယ်ဖြတ်ခဲ့တယ်ဒီတိုင်းမှာဒီတိုင်းပုံစံမျိုးပဲ Robertson ကလက်ရှိမှာဒဲပါဝင်ပတ်သက်မှုမရှိဘဲနဲ့ရှောင်းလိုက်တာမှန်ပေမဲ့ဒါမမဒက်ဖီလီနဲ့ Robertson ကြောင့်ပို့ပြီးတော့အလုတ်ရှုပ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဂိုးမှာပါဝင်ပတ်သက်တယ်ဆိုပြီးတော့ဒိုင်လူကြီးတွေကပယ်ဖြတ်တော့ကျွန်တော်နေကျွန်တော်ကတော့ပန်နတီကိုတော့ပေးသင့်တဲ့ပန်နတီလို့ကျွန်တော်နေ မြင်ပေမဲ့ဒီလုံးနေဒီကျွန်တော်ပြောချင်တာဒီ outside ကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်ကမနိုင်ပြောမှာဆိုတိတ်ပြီးတော့ internet တော့ဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒါကတော့အခုနောက်ပိုင်း premier league ဒါ dialogue ကြီးရတောက်လျှောက်ပေးလာတဲ့ consistency တခုဖြစ်လာတယ်ရှေ့ပွဲတွေမှာလည်းဒီလိုပုံစံ liverpool အစ်မတို့လိုပုံစံမျိုးပေးတာမဟုတ်ဘဲနဲ့ရှေ့ပွဲတွေမှာဒီလိုမျိုးပုံစံမျိုးပေးတယ်ဆိုတာနည်းနည်းလေးပြပြပါဦးကျွန်တော်ကကျွန်တော်အသင်းနဲ့ပတ်သက်ပြီးကျွန်တော်ကြုံခဲ့ရတာဘူးအဲ့တော့ဒီနေ့မှာဒါဘယ်လိုပဲပြော liverpool အစ်နဲ့ dial နဲ့ပတ်သက်ပြီးခမောက်ချိုက်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ liverpool အစ်ရဲ့ defense rest defense တိုက်စစ်ပိုင်းအကုန်လုံးတော်တော်လေးအားနေခဲ့တယ်ဒီနေ့ပွဲစဉ်မှာ city အစ်က နိုင်တဲ့လူဖြစ်ခဲ့တဲ့ ਨੇ ဒါလီဗာပူးတင်းရဲ့ဒီနေ့ပေါ်မှာခင်ဗျာချိုက်တလောက်ဒိုင်းတွေကိုပြောလိုက်ရကျွန်တော်ဟိုမနစ်ကရာသီမှာဒါလီဗာပူးအာစနယ်ပရိသတ်တွေပြောလိုက်ချိုက်တလောက်ခင်ဗျာဒိုင်းတွေခင်ဗျာပြောလိုက်ရတယ်ကိုယ့်ရဲ့တိုက်ဆက်အခုလက်ရှိမှာဗျာ maybe ဥမာလဲကျွန်တော်ဒါ narrow ဝင်တာမဟုတ်လို့ဒါကျွန်တော်ဝိုင်းညင်းလို့ရတယ်ဒီလိုမျိုး3-0ဆိုတဲ့အရလက်မှာလီဗာပူးကိုဒါကျွန်တော်ဒိုင်းဆိုတဲ့ဥစ္စာကြီးကျွန်တော်ညင်းလို့မရဘူးသိလားကျွန်တော်ပြောတာခပတ်ဒိုင်းဘလောက်ပဲအားနေတယ်ပြောပြောဒိုင်းနဲ့ဒါကျွန်တော်ချိန်နောက်ဆုံးပြကျွန်တော် virtual van night ကိုသွေးလက်ရှိမှာဒါကျွန်တော်တို့ ဒီတိုက်စစ်ပိုင်ရှင်မယ်ဆိုရင်ဂျယ်မီဒိုကူကဒါကျတော့ဗန်ဂျန်ဗန်နိုက်ဂိုးသွင်းတော့လို့ဂျယ်မီဒိုကူကဒီတိုင်းမှာမကောင်းလာဘူးလားဆိုတဲ့မေးခွန်းကိုခမပြန်မေးရမယ်စစ်တီတင်နဲ့ဒီနေ့ပွဲစံမှာသူတို့ရဲ့ဂျယ်မီဒိုကူကော်နာဘရက်လီလုံးဝမထင်တဲ့တခါကျရင်ရီရတယ်ကော်နာဘရက်လီနဲ့ရှေ့ပွဲမှာတကယ်လို့ကျွန်တော်တို့ရွှေဘော်လုံးမှာဒုတိယရခဲ့တဲ့ဗင်နီရှက်ဂျူနီယာကိုထိန်းခဲ့တဲ့ကော်နာဘရက်လီမှာဟုတ်ကောဟုတ်ရဲ့လာလို့တော့မေးရမယ်တဲ့မှာပါတယ်ဂျယ်မီဒိုကူကတခါခါစကန်ဂီယာကိုကောက်ကောက်ဝင်သွားတယ်ကော်နာဘရက်လီနောက်မှာပြစ်ပြစ်ဂျန်ခဲ့တာကြီးကတခါကျတော့စဉ်းစားအောင်နော်ဗင်ချေဒါရီယယ်မထွက်ကိုနိုင်ခဲ့တဲ့ကော်နာဘရက်လီမှာဟုတ်ကောဟုတ်ရဲ့လာတော့ ောင်ကိုယ့်ကိုပြန်ကြည့်လို့ရတဲ့အထိကိုသွားခဲ့တယ်တော့ဒီနေ့ပွဲစမှာဂျယ်ရမီဒိုကူကကျွန်တော်ဒါခဏခဏပြောခဲ့တဲ့အချက်တခုကိုသူ့အနေနဲ့အင်ပရူအများကြီးပြုလာနေပြီတော့ဒီနေ့မှာအကောင်းဆုံးအတိုးတက်ဆုံးစားသမားတယောက်အနေနဲ့တွေ့ခဲ့ရတယ်မှာပါအဲ့ဒါကဘာလဲဂျယ်ရမီဒိုကူအနေနဲ့သူ့ရဲ့ဒါကျွန်တော်တို့ဆက်ရှိကိုက်စီအခုကဆက်ရှိကိုက်စီတော့မဟုတ်ဘောနော်သူ့ရဲ့ဒါကျွန်တော်တို့ decision making ကိုသူ့အနေနဲ့ ပိုပြီးတည်တည်တတ်တတ်လုပ်နိုင်မယ်ဆိုရင် Jeremy Dogu အများကြီးပိုကောင်းမယ်ဆိုတဲ့ချက်ကိုကျွန်တော်ပြောခဲ့တယ်တကယ်တဲ့ Jeremy Dogu နဲ့ဒီနှစ်မှာ most improved player တစ်ယောက်အနေနဲ့ဆက်လက်ပြီးတော့တွေ့ခဲ့ရတဲ့နေရာပါတယ်။ဘာကြောင့်လဲ။သူ့ရဲ့ဒါကျွန်တော်တို့ and product တွေကိုသူတုံးကဒါကျွန်တော်ဆိုးဖြတ်နိုင်ဆိုရှင်နောက်တစ်ယောက် Nico Gonzalez ဒီနှစ်မှာဒါကျွန်တော်တို့ City သစ်မနစ်ရဲ့ဒါကျွန်တော်တို့အတိတ်ကဟိုဒါဆောင်းအာဒီကဝယ်ထားခဲ့ပြိတ္တာနဲ့တိတ်ပြီးသဘောမကျအောင်အဓိကခုနပြောလို့ပဲ Rodri ရဲ့ဒါကျွန်တော်ခြေရာကိုလိုက်နင်းခဲ့ရတဲ့ကစားသမားတစ်ယောက်အနေနဲ့ Nico Gonzalez နေနေသူ့အနေနဲ့ तू he have like big shoe to fill ပြတ်တယ်ပါသူ့အနေနဲ့ဒါကျွန်တော်တို့ Rodri ရဲ့ ့နေရာကိုအစားထိုးဖို့တဲ့သူ့ဘာအလုပ်တွေအများကြီးလုပ်ဖို့ရှိတယ်။ဒါပေမဲ့နီကိုဂွန်ဇာလက်စ်နဲ့ခုလက်ရှိမှာ single pivot နေရာမှာ တော်တော်လေးကိုအလုတ်ဖြစ်နေတယ်လို့ပြောလို့ရမယ်တယ်မှာပါဒါပေမဲ့ဒါကျွန်တော်တစ်ခါခါကြရင်ဗျအယ်လင်ဟာလန်ကိုလည်းယီကျင်တယ်အယ်လင်ဟာလန်နဲ့တကယ်ကိုဒါကျွန်တော်အပိုင်လုံးဖြစ်တဲ့ဒါပန်နတီသွင်းကိုအခုချိန်ထိတိတိကျကျမသွင်းတတ်သေးတာကိုတွေ့ရမယ်တယ်မှာပါတယ်ဒါပေမဲ့လုံးဝ out of thin air နေရာမှာဟာလန်တယောက်ကတကယ်ကိုဒါကျွန်တော် abroad တိကကြောက်စရာကောင်းနေတယ်ဖြစ်တယ်မက်သီယိုနူးနက်စ်ကလည်းပွဲတိုင်းလိုပို့ပြီး improve ဖြစ်လာတဲ့အကြောင်းလေးနဲ့အများအားတွေ့လာခဲ့တယ်နီကိုအိုရန်လီကကျွန်တော်တို့ personal favorite နဲ့ထပ်ပြီးပြောစရာမလိုဘူးပြောရရင်ဒီနေ့မှဒါကျွန်တော် liverpool တိနေတာ2-0ဖြစ်သွားတဲ့အချိန်မှာမောင်းပြန်တင်ဖို့စူးစမ်းတယ်မောင်းပြန်ဖို့စူးစမ်း စဉ်မှာဒါကျွန်တော်တို့ဒေါ်နာရောမာကောင်းတယ်တစ်ဖက်ကတော့ကျွန်တော်စီဒီသင်းရဲ့ခံစစ်ပြန်ကောင်းခြင်းကိုတွေးကြရတယ်ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းကပြောခဲ့တယ်ဒိုင်လူကြီးခမချိုက်တော့ဗလိန်လို့ရတယ်ချိုက်တော့ပြောလို့ရပြောပိုင်ဝင်လည်းရှိတယ်ဒါပေမဲ့ကူနာတေညံ့တာကိုဘလို့မှဖာထိပ်ပေးလို့မရဘူးသွင်းသွားတယ်ဥမာလက်ရှိမှာပထမဦးဆုံးသွင်းကောပါခင်ဗျဒိုင်လူကြီးနဲ့ပတ်သက်ပြီးညင်းနေအဲ့ဒီ sense ကိုအဲ့ဒီ moment ကိုရအောင်လုပ်သွားတာကူနာတေးပဲဒုတိယသွင်းကောပါကျွန်တော်ပထမဦးဆုံး airline ဟားလိုင်းရဲ့သွင်းကောပါလဲကူနာတေးပဲ ဟုတ်တယ်ဟုတ်ဒုတိယသွင်းကိုက Virgin Van နဲ့ TV Go ကကျွန်တော်လည်းတိတ်မပြောဘူးတတိယသွင်းကိုမှလည်းကူနာတေးအများကြီးအားနေတယ်မှာပါတယ်ဟုတ်တယ်ဟုတ်တတိယသွင်းကိုမှလည်းကျွန်တော်ကူနာတေးရဲ့ဒါကျွန်တော်တို့ကြော်ပြီးသူကူနာတေးကိုဖြတ်ပြီးကန်ပြီးကန်သွားတာတော်ကူအဲ့တော့ အဲ့တော့ဒီနေ့ပွဲစဉ်မှာမမာဒီဖီလီလည်းကျွန်တော်အများနဲ့ပြောလို့ရတယ်သူနဲ့ဒါပဲလုပ်တာမှာဂျိုရမီဒိုကုကိုလည်းသူဘာလို့မရဘူးကျွန်တော်တို့ကအယ်လင်ဟာလန်ဂိုးမှာလည်းသူအနေနဲ့သူ့ရဲ့ defensive movement တွေကို defender တွေဘာလို့မလုပ်မလို့သူအနေနဲ့မျောမှန်းတာနေတာမှရှိတယ်နော်ဒါခုနကပြောတဲ့ဒုတိယအသွင်းဂိုးမှာလည်းဒါကျွန်တော် Roger Van Dijk ရဲ့ deflection နဲ့သူဘာမှလုပ်လို့မရအဲ့တော့ဂိုးသမားတော့ကျွန်တော်တနာတယ်သူအတာလုံးဝဒါကျွန်တော်တို့အကျဉ်းဆုံးဆိုတဲ့ဒါပက်နတီကိုသူဖမ်းပြခဲ့တယ်ဗျာသိလား ဲ့လောက်ပဲသူလုံးတယ်အဲ့တော့ဒီနေ့ပုံစံမှာဒါလဘဘူးတင်တဲ့ခန်းစစ်ပိုင်းကတော်တော်လေးကိုအားနေခဲ့တာတွေ့ရမယ်ဒီနေ့ပုံစံမှာခန်းစစ်ပိုင်းအားနေတဲ့အချိန်မှာကုနာတိကထားပေါက်တယ်မတော်လေးကိုဆိုးရသွားအဲ့တော့ဒါရှေ့ပွဲကအလုပ်ဖြစ်တဲ့ဥစ္စာကိုဒီနေ့ပုံစံမှာ73ငါးချင်မှာလုပ်လုံးဝမဖြစ်တော့လို့ပြောလိုက်ရတယ် Florian Risk ကဒါအရင်ပွဲတွေကပုံစံမျိုးခက်ဆစ်စင်ကိုဆက်လက်ပြီးတွေ့နေရတဲ့နေရာမှာပါပါတယ်အဲ့ဒါကဘာလဲဆို Florian Risk ဒါကျွန်တော်ဖန်တီးပေးမှုမှုတွေကိုပြုလုပ်ဖို့ကြိုးစားခဲ့ပေမဲ့တိုက်စစ်ပိုင်းတွေကတော့ဆက်လက်ပြီးတော့အားနေနေစေဖြစ်တယ်ဆိုတာကိုတော့အတိုင်းသားတွေ့ခဲ့ရတယ်မှာပါအဲ့တော့ဒီနေ့ပွဲမှာ CD အသင်းနဲ့တသင်းလုံးကဒါတော်တော်လေးကိုဒါအလုပ်ဖြစ်သွားခဲ့လို့မြင်နေတယ်ဒါ ကျွန်တော်လက်ရှိမှာဂွာဒီယိုလာကိုယ်တိုင်ကလည်းရှာဂီဖိုဒန်ရဲ့တွဲလုံးတွေအခုချိန်ကြီးတည်တည်ချာလုပ်နေတယ်လို့မြင်တယ်။ဒါကျွန်တော်ဘနာရိုဆေးဗာရဲ့လက်ရှိမူမန့်ကိုဘာလို့မြင်လာတာဂန်ဒိုဂန်ရဲ့နောက်ဆုံးနှစ်ကကျွန်တော်ဘာဆူနာကပြန်မလာခင်ပေါ့နော်။မမဲရတာကျွန်တော်အက်စတွန်ဗီလာနဲ့ပွဲနောက်ဆုံးပွဲမှာကောင်းခဲ့တဲ့ဂန်ဒိုဂန်ပုံစံမျိုးကိုဘနာရိုဆေးဗာစီမှာပြန်မြင်နေကြတယ်။ဘနာဆိုရဲ့လက်ရှိမှာကပတိန်လက်ပတ်ပတ်ထားတဲ့လူတစ်ယောက်နဲ့ဆက်လက်ပြီးအကောင်းဆုံးပုံစံမျိုးတွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာစီရီသင်းနဲ့ခုနပေါ်ဆုံးပဲဒိုင်းနဲ့ပတ်သက်ခမချိုက်တယ်လို့ညင်လို့ရတယ်။မဲ့စီရီသင်းကဒီနေ့ပွဲစဉ်မှာ၃မှတ်ရတဲ့ပွဲစဉ်ဖြစ်ပြီး9သင်းနဲ့ကစား9သင်းနဲ့အတင်တင်ဖြစ်ခဲ့တယ်ဆိုတာကိုတော့လုံးဝ ကညီလို့မရဘူးမြင်တယ်လီဗာပူးတင်းနဲ့ဒီထက်အများကြီး improve ဖြစ်ရမယ်အဓိကကတော့ဒါကျွန်တော်တိုက်စစ်ပိုင်းနဲ့တော်တော်လေးကိုယိုယွင်းနေမြင်တယ်ကူနာတိကစိတ်တွေဘယ်ရောက်နေလဲဆိုတော့မေကွန်းနဲ့တူလီဗာပူးပိတ်တက်တွေကမေးရမယ်လို့ပြောရင်းနဲ့ပဲဒီညတော့ဒီနားမှာနေနာကျပါတယ်ဒါတော့ပါပဲ follower တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youtube media 3.0နဲ့ tv4 ကြီးတို့မှာကျင်းလူဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်တော်နေနေဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတူကြတာပေါ့ကြောက်တော့ကုန်ပြီပေါ့ဗျဒီပေါ့ဗျ